ေစီ YouTube channel လေးကပြန်လဲကျူသူပါဗျာနော်နေပါလေပြောချင်လဲဆိုတော့ဩဒီအားကျွန်တော်တို့ကပြောပြတာနော်ဖွင့်ပြပြီးမှဖွင့်ပြပြီးမှဆိုတော့ချိုးကိတိုင်ချိုးကိတိုင်မှာဥရိရှာမှတ်ပြီးရင်မလုံးနဲ့မကိုင်းနဲ့ကျွန်တော်တော့ချောက်ပြောတယ်နော်ချိုးအမှဗျာဟိုတဲ့ရင်အဲ့တဲ့ရင်နဲ့တော့ကျင်လာဒီအကြံဖက်နဲ့ပတ်သက်တဲ့အရာတွေဗီဒီယိုတွေမှာ live subscribe follower ပါ냐ခုကဘာတစ်ခုမှမလုပ်နဲ့ share ချင်းပြုချင်း နော်အသေးပေးချင်းဘာညာကူကမလုံးနဲ့စာမင်းနဲ့ကွန်မမင်းနဲ့ဆိုတော့အကုန်ပြောထားပြီးသားဗျာခင်ဗျာအဲ့မှာတွားကြည့်ဥပဒေပြတာမြတ်ကြောက်အဲ့ဒီရမှာတွားပြီးလုံးတဲ့အတွက်ဥပဒေရှိုးဖောက်လို့ဖမ်းတာဗျာအသေးပေးလို့လည်းမဟုတ်ပါဘူးမြတ် live guide follow ကဘာညာကူကမလုံးဖို့လဲအစိုးရဘက်ကနော်တာဝန်ရှိသူတွေဘက်ကပြောထားပြီးသားအဲ့ဒီအောင်ကခင်ဗျားတို့ကဆက်လက်ပြီးတော့ကျူးလွန်နေပြုတယ်ဘာညာကူကဆိုခင်ဗျားတို့ရဲ့ဖမ်းခံမှာရှင်းရှင်းလေးနော်ဥပဒေရှိုးပေါက်တဲ့ဟာတော့ခင်ဗျာဥပဒေတိုင်းသွားမှာပဲဟမ် အရာမမြင်ဘူးနော်အရာမသိဘူးပေါ်ပါလေးတယ်ပေါ်ပါလေးတယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဒါပဲဒါပဲခင်ဗျာဟမ်ဒါတော့ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မှာပေါ့ဗျာနော်ဒါရိုက်တာရဲ့ဟုတ်တယ်ဒါရိုက်တာညောက်လားမသိဘူးဖန်ခံရတာနော်ကျတော့မလုံးသိနာမလုံးဖို့ဒါဒါခင်ဗျားတို့ပြောပြရတော့ဥပဒေကရှာမှတ်ပြီးရအောင်ဒီဟာနဲ့ပတ်သက်ပြီးတော့နော်ဒီနော်ဟိုလိုစောမုံမလုံး မလုတ်တင်တာပေါ့နော်မလုတ်တင်တာမကင်တင်တာမလုပ်တော့တချို့ကြတော့လာဟာဟာလေးပြီးတော့ဖမ်းလာပြူတာမဟုတ်ဘူးဥပဒေထုတ်ပြီးသားရဥပဒေကိုရှိုးဖောက်လို့ဖမ်းတာဥပဒေထုတ်ပြီးသားနော်အဲကြောင့်ဒီမှာတစ်ချက်နားထောင်နေမယ်နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာ ပါတီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲပေါ်နီလန်မျိုးစုံဖြင့်နှောက်ရှက်ဟန်တားနိုင်မဲ့အခြေအနေမှကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိတိယယောက်ရေးယူဆောင်ရွက်လျက်ရှိပါသည်။ ဲ့ဒီလိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အနုပညာရှင်များအားပြည်ပရောက်အကျန်းဖတ်အဖွဲ့အစည်းအားပေးထောက်ခံသူများနဲ့တရားခံပြည်များမှလူမှုကွန်ရက်ဆောင်မျက်နှာမှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပုံထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇဘူးထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချန်းလူခေါ်အေးချန်းအောင်တို့အား၎င်းတို့ရဲ့နေအိမ်တည်တည်မှဖမ်းဆီးရမိခဲ့ပါတယ်။ ဖန်စီရမည်သူများအားစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမရော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပုံထောက်ခံမှုမရှိခဲ့တဲ့အပြင်မကြာမီချင်းဖော်ဖို့ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေထွေကောက်ပွဲအောင်မြင်စေဖို့အတွက်လည်း၎င်းတို့တက်ကြွတဲ့အနုပညာကန်တာမှပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း ဒါအပြင်ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်တရတအားပါဝင်ဆောင်ရွက်နေတဲ့အမှုပညာရှင်များအားပြည်ပရောက်ကျန်းဖက်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြေးများမှလူမှုကွန်ရက်ဆက်မျက်နှာမှတဆင့်ဝေဖန်ရေးသားတဲ့အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်းစည်းစစ်တွေ့ရှိရပါတယ်။ ဒါပြင်၎င်းတို့အနေနဲ့ပြည်တွင်းတင်းကျိအေးချမ်းမှုကိုမလိုလားတဲ့ခေတ်သစ်မီဒီယာပါဝင်မီဒီယာအမေရိကန်အကြမ်းဖက်အပေးပြည်ပဩဇာကံအဖွဲ့အစည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်ဆာမျက်နှာများမှာမဟုတ်မမှန်လှုပ်ရှားရေးသားဖော်ပြချက်တွေကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစီးစစ်တွေ့ရှိရပါတယ်။ ို့ဖြစ်ပါ၍မီဒီယာအမိခံအစံဖတ်အားပင်ပြည်ပဩစာခံအဖွဲ့အစည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွယ်မှစေဖို့အတွက်လှုံ့ဆော်ရေးသားသူများအားထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်ဇဘူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါအဝင် ပြည်မှုဆိုင်ရာဥပဒေများဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုနှောက်ယှက်ဟန်တားလူသူများအားမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။ကဲအကြတော့နော်မလို့တင်တာမလို့ဘူးလို့လည်းအခုကရွေးကောက်ဥပဒေနဲ့ဟောတဲ့နော်ရွေးကောက်ဥပဒေနဲ့ဟောဆိုတော့ခင်ဗျားတို့ ရေကောဥပဒေရလဲဘလောက်ပြင်းထန်လဲဆိုပြောပြီးသားတော့ဟိုမှာတခါတည်းပြောပြီးသားခင်ဗျာထိုင်နေတခါတည်းတခါတည်းရှာမှာခင်ဗျာရေကောဘုဖြစ်လို့ဖြစ်ပြီးလို့တဲ့ရေကောဝမလုတ်ခဲ့လုံနေတဲ့လုံပြီးခင်ဗျာအမအမလေးတစ်ခေါက်ပြောသွားတယ်ရေကောဘွယ်ကော်မရှင်ကနေပြောသွားလေရေကောဘွယ်မလုတ်ခဲ့ရေကောဘွယ်လုံနေတော့ရေကောဘွယ်ပြီးသွားလဲခင်ဗျာအဲ့ဒီအာကြီးကခင်ဗျာချက်ချင်းရှာမှာလေနော်ကျွန်တော်တို့ကခင်ဗျားတို့ပြောပြခင်ဗျားတို့ ီဒီဟာလေးကွန်မမပေးရလို့အတန်းပေးရလို့ရှင်းမရှင်းလားလို့ဘာပြောမှာဘာမှဖြစ်ဘူးခင်ဗျားတို့ခင်ဗျားတို့အဲ့လိုလုံလိုက်လို့လည်းဘာမှဖြစ်ဘူးအေးဒါမဲ့ခင်ဗျားတို့လုံလိုက်တဲ့ဟာကဥပဒေချိုးပေါတော့ဘာလို့ဥပဒေပြဋ္ဌာန်းပြီးကြကျွန်တော်အများနဲ့ပြောဥပဒေပြဋ္ဌာန်းပြီးပြီးရေးဆိုခင်ဗျားတို့ဘာမှမင်းဘာမှဖြစ်ဘူးနော်ဖြစ်ရင်ပြဿနာရဲ့တန်းသိချုပ်တတ်တယ်နော်ကီဒီတောက်ချောက်ပြောပြရနော်ဥပဒေပြဋ္ဌာန်းပြီးကြချိုးရမယ်ချိုးရမယ်အမှကိုကလိလာဖို့ပဲလို့တယ်နော်ခင်ဗျားတို့ မကြိုက်လိုက်မကြိုက်နဲ့ရတယ်ခင်ဗျာနော်ခင်ဗျားတို့ကမကြိုက်ချင်းမကြိုက်ချင်းဒါခင်ဗျားတို့ရဲ့လွတ်လပ်ပိုင်ပဲနော်ဒီမိုကရေစီမှာလုံးဝသဘောထားကွဲလောက်ကွဲ conflict သဘောထားကွဲလောက်မရှိရအမြင်ရှုတော့မလုပ်လို့ရတယ် gap ကွာဟာချက်တွေရှိလို့ရတယ်နော်ဒါမဲ့ကိုမကြိုက်တာလည်းမကြိုက်ကြောင်းထုတ်ပေါ်ရဲသလိုသူများမကြိုက်တာပြောတော့လည်းကိုကနားထောင်ရဲတဲ့တတ်သိရှိရမယ်ဒါပဲခင်ဗျာဟဲ့ကိုကကြီးပဲစွတ်ပြီးတော့ဟိုရင်းဖြစ်နေလို့မရဘူးသဘောပေါက်လားကြောဥပဒေကိုမရှိုးဖောက်ဖို့လို့ ်ခင်ဗျားတို့ဘာဖြစ်နေဖြစ်နေခင်ဗျားတို့ကြိုက်ချင်းကြိုက်ချင်းရရတယ်။နော်အာသစ်တမ်းကြိုက်သေးတာမျိုးရတယ်ဘာမျိုးမကြိုက်ချင်းကြိုက်ချင်းနော်ဒါမဲ့ခင်ဗျားမျောနိုင်ငံမှာဥပဒေထုတ်ပြီးပြီးဟေးဆိုအဲ့ဥပဒေကိုရှုပ်ပေါင်းလို့မရဘူး။ရှုပ်ပေါင်းတော့ဘာဖြစ်တော့အောင်လို့အခုဖန်ခံရမှာပဲလေခင်ဗျားအဖန်ခံမယ်ဘာလို့မိမိဒုက္ခရောက်မှမိမိမိဘတွေဆွေမျိုးဆောင်ချင်းမောင်းသင်းပေါ့နော်အကုန်လုံးအကုန်လုံးခင်ဗျာနဲစိတ်ပူပါမယ်ပြူရမယ်ဒါအဖြစ်မှာပဲခင်ဗျာမြင်သာဖို့လိုရယ်နော်ခင်ဗျာတို့ ြင်သာဖို့လိုတယ်မြင်သာဦးတဲ့ဒီလိုပြဿနာဒီလိုပြဿနာတက်တာရခင်ဗျဟမ်အကောင်းမဟုတ်ဘူးများတို့ရှင်းလားနော်ကြတော့အတွေးလေးတွေနော်အတွေးလေးတွေအတိလေးတွေနည်းလေးစဉ်းစားကြလဲပါခရစ်ယာန်ခရစ်သည်ခင်ဗျားတို့ကျွန်တော်ကေဒီတောက်ရောက်ပြောနေ တခုခုဆိုခင်ဗျားတို့ပြီးပါမြောင်ပြီးပြီးဘာပြီးပြီးညာပြီးပြီးအဲ့လိုကောင်းနေရခင်ဗျားသူကတတရရခင်ဗျားတို့ ਈ သာဘွားပြစ်မှာသူက easy ဖြစ်သွားပြီသူက easy ဖြစ်သွားပြီခင်ဗျားတို့တွေပဲအဲ့ဘာပြစ်လဲဘုံဒီကုံဒီအားဘာပြစ်လဲညာပြစ်လဲဆိုပြီးတော့ခင်ဗျားတို့တွေပဲဒုက္ခညာလာသူတို့က easy ပဲခင်ဗျားကြတော့တတိထားကြပါတတိထားကြပါ နော်ခင်ဗျားတို့အရင်ဆုံးခံရမှာဘယ်လိုမိ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 ပြသားမိမိရဲ့မိဘမိမိရဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမအဲကိုလိုကိုလိုကိုရစိတ်ပူပန်ပြီးတော့ဘာရဲဘာလဲဟိုမှာခွေရတော်ကိုကဲနေပေါ်လိုက်တဲ့သူကအနည်းဆုံး၅နှစ်ကနေ20ခင်ဗျာဘာမှလည်းအကျိုးမရှိဘူးကွာဟမ်မဟုတ်မကြိုက်တာမကြိုက်ရအဖြစ်ရဲမဲပေးခြင်းပေးမပေးခြင်းတွေကြောက်တော့ပြဒါခမရတို့ရဲ့လွတ်လပ်ပိုင်ခွင့်လွတ်လပ်ပိုင်ခွင့်ခမရဘာသူကငါးကောင်မဲပေးဘာမျိုး ါတို့ကမဲပြီးမဲဘာမှမဖြစ်ဘူးကွာ။ तू ကသူ तू ကသူပတ်သက်ပတ်သက်နဲ့ဒီလိုပဲသွားရမှာပဲလေခင်ဗျာ။အမြင်မတူလဲခင်ဗျားတို့တူတိုင်းနဲ့ရှေ့သက်သွားမဲရအများကြီးပဲ။အဲ့လိုမှမဟုတ်ဘဲနဲ့ပေါ့ပါနေတဲ့ပေါ့ပါနေတဲ့ဆိုရင်ဓာတ်ကြည့်နေခင်ဗျာ။ဟမ်အရောက်90ကျော်ကြီးလာတော့မသိဘူးเนาะကျွန်တော်လည်းကြားနေတော့ဟုတ်မို့လို့မသိဘူးเนาะကျတော့မြင်သာဖို့လိုတယ်ခင်ဗျားတို့เนาะ